ဆောင်းသွင်းရတိုင်းလေထဲမှာနှိုင်းထနေသလိုတဖြည်းဖြည်းပျောက်ွယ်သွားတတ်တဲ့စိတ်ကူးရင်ရွာလေးကိုလီယိုယာကမွေးဖွားခဲ့တယ်။သူမရဲ့မျက်လုံးတွေကတာမန်လူတွေနဲ့မတူဘူး။ လိုအပ်တဲ့စွမ်းရည်ရှိတယ်။လူတွေရဲ့စိတ်ခံစားချက်တွေကိုအယောင်တွေအဖြစ်မြင်နိုင်တယ်။ဝမ်းနည်းနေသူကမိခိုးရောင်ပျော်နေသူကရွှေဝါကြောက်နေသူဆို သွေးနီရောင်ဆက်တွေ စီးကျနေတတ်တယ်။ဒါပေမဲ့ဒီစွမ်းရည်ကသူမကိုရွာသူရွာသားတွေနဲ့ဝေးစေခဲ့တယ်။မင်းကစင်စာတင့်နေတယ်လို့လူကြီးတွေကပြောတိုင်းလီယိုယာကတစ်ပင်ကြီးတွေနဲ့ဖုံးနေတဲ့တောအုပ်ထဲမှာတယောက်သေးပုံခွင်ရင်သူ့စွမ်းရည်ကို ဖုံးကွယ်ခဲ့ရတယ်။ ရွာမှာရှေးတုန်းကလေးကထုံးနဲတစ်ခုရှိတယ်။အသက်၁၈နှစ်ပြည့်တဲ့ကလေးတိုင်းရွာနောက်ဖက်ကတစ်ပင်ကြီးကြီးရဲ့အမြင့်မှာလှုပ်ဝက်ချက်တစ်ခုကိုတီးရမယ်။တစ်ပင်ရဲ့အရွက်ကနေဖန်တီးရဲ့လက်ဖက်ရည်ကိုတောက်ပြီးသူတို့ရဲ့အနာဂတ်ကိုမြင်ခွင့်ရတယ်လို့အယူရှိကြတယ်။ဒါပေမဲ့လွန်ခဲ့တဲ့နှစ်တွေကလေးကအဲ့ဒီလက်ဖက်ရည်တောက်ပြီးနောက်ရွာသားတွေတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့တယ်။လီယိုရာရဲ့အဖွားကြီးလည်းပျောက်သွားခဲ့သူတယောက်ပါ။ လီယိုရာ18နှစ်ပြည့်တဲ့ညမှာ ရွာကြီးကိုထိန်းချုပ်ထားတဲ့အကြီးအကဲသုံးဦးကသူမကိုတစ်ပင်နီစီခေါ်သွားတယ်ဒါပေမဲ့လီယိုရာရဲ့မျက်လုံးတွေက တစ်ပင်ရဲ့ပင်စီမှာ လူသားတွေရဲ့အရေးတွေညှက်ကြံနေတာကို မြင်လိုက်ရတယ်တစ်ပင်ကလူတွေရဲ့အသက်တွေကိုစုပ်ယူပြီးအကြီးအကဲတွေကိုထာဝရအသက်ဆက်ရှင်ခွင့်ပေးနေတယ်ဆိုတာသူမသိလိုက်ရပြီသူ့ဖွားကြီးရဲ့အရေးလည်းအဲ့ဒီမှာပိတ်မိနေတာကိုမြင်ရတော့လီယိုရာက တစ်ပင်ကိုမိရှို့ဖို့ဆုံးဖြတ်လိုက်တယ် ဒါပေမဲ့တစ်ပင်ကိုဖျက်သိမ်းဖို့ဆိုတာမလွယ်ဘူးသူ့ရဲ့အမြင့်တွေက ရွာတစ်ခုလုံးကိုခြောက်လန့်ထားတယ်လီယိုရာကို ကူညီဖို့ရောက်လာတာကကလေးဘွားကသူမနဲ့အတူကစားခဲ့ဘူးတဲ့ကေးပါ သူ့ကိုအကြီးကဲတွေက ရွာကနေနှင်ထုတ်ခဲ့ပေမဲ့ပြုတ်ဝက်ပြန်ဝင်လာပြီးတစ်ပင်ရဲ့အားနည်းချက်ကိုရှာဖွေနေခဲ့တာပါ အမြင့်ကို ဖြစ်မယ်ဆိုငါတို့နှစ်ယောက်တည်ရမယ်ဒါပေမဲ့ရွာကိုကယ်ဖို့ဆိုငါလက်ခံတယ်လို့ကေးကပြောလိုက်တယ် နောက်ဆုံးတော့လီယိုယာနဲ့ကေးဟာတစ်ပင်ရဲ့ဗဟိုချက်မှာဝင်ရောက်တိုက်ခိုက်ခဲ့တယ်။လီယိုယာရဲ့စွမ်းရည်ကတစ်ပင်တွေကအရိတ်တွေရဲ့အတန်တွေကိုကြားစေတယ်။သူတို့ရဲ့အော်ဟစ်တန်တွေကြားတဲ့က ကေးကအမြစ်ကိုဓာနဲ့ခုတ်လိုက်တဲ့တစ်ပင်ကြီးပြိုလဲပြီးအရိတ်တွေ လေထဲမှာပြန့်ဝင်သွားတဲ့အကြီးကဲတွေရဲ့အသက်တွေလည်းကုန်ဆုံးသွားတယ်။လီယိုရာနဲ့ကေးကတော့ရွာကိုပြန်မလာခဲ့ဘူး။တစ်ပင်ပြိုလဲတဲ့နဲ့အတူမှောင်ထဲမှာပျောက်ကွယ်သွားတယ်။သူတို့တည်သွားသလားလို့ရွာသားတွေကမသိသေးဘူး။ ဒါပေမဲ့နောက်နှစ်ဆောင်တွင်ရောက်တဲ့အခါတစ်ပင်ဟောင်းနေရာမှာ ပန်းဖြူလေးတွေပွင့်လာပြီးနေထဲမှာရွှေရောင်လင်းတွေလှိုင်းနေတာကိုသူတို့မြင်ကြရတဲ့ဒီဇလန်လေးကလို့ဝက်စမ်းကြယ်မှုစွန်စားမှုမိဆွေဤတစ္ဆာတို့နဲ့ရောဆက်ထားပါတယ်နောက်ဆုံးမှာလွတ်မြောက်ခြင်းရဲ့အတိတ်ပဲကိုစဉ်းစားစေလိုပါတယ်